အာနာသိန်းစစ်ကောင်စီကလုပ်တဲ့ဒုတိယနေ့ငြိမ်းချမ်းရေးဖိုရမ်မှာရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကိုအဖွဲ့နှစ်ဖွဲ့ခွဲပြီးဆွေးနွေးခဲ့ကြပါတယ်။ဒီသတင်းကိုအောင်သူပြပို့ထားတာပါရှင်။အာနာသိန်းစစ်ကောင်စီကနေပြည်တော်မှာကျင်းပပြုလုပ်နေတဲ့ငြိမ်းချမ်းရေးဖိုရမ်ဒုတိယနေ့မှာရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လက်ရှိအခြေအနေမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပြီးဥပဒေနဲ့အညီလွှတ်တော်ဖော်ဆောင်နိုင်ဖို့နဲ့ရွက်ောက်ပွဲအလွန်ဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးမှာ ငញ្ញရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်တဲ့နိုင်ငံတကာအတိုင်းအဝန်းရဲ့ခန်းကဏ္ဍဖော်ဆောင်ရေးဆိုတဲ့အချက်နှစ်ချက်ကိုအဖွဲ့နှစ်ခွဲဖွဲ့ပြီးဆွေးနွေးခဲ့ကြတယ်လို့အဲ့ဒီအစည်းအဝေးကိုတက်ရောက်နေတဲ့သူတချို့ထံကနေသိရပါတယ်။အခုကျင်းပတဲ့ဖိုရမ်ကနေရွက်ကောက်ပွဲအလွန်အစိုးရကတိုင်းပြည်ကိုစီမံခန့်ခွဲနိုင်မယ်။စီမံကိန်းတွေပေါ်လာဖို့မျှော်လင့်မိတယ်လို့လည်းအဲ့ဒီဖိုရမ်ကိုတက်ရောက်ဆွေးနွေးနေတဲ့တိုင်းလိုင်းရှမ်းနေမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောဆိုပါတယ်။ ကျွန်တော်တို့ဒီရေကောက်ပွဲကိုဖြစ်မယ်ဆိုရင်ရေကောက်ပွဲမဖြစ်လောက်ဆိုရင်ဒီနာဆာကတော့တဆူးရှိနေဦးမှာပဲဒီပါတော့လေဒါကတော့ဒီတော်လိုင်းကြီးလည်းအောင်မြင်နိုင်မှုတော့နည်းနည်းတော့ခက်ခဲတာပေါ့အခုတော့ဒါတော်လိုင်းအောင်မြင်ဖို့ဆိုတာကြီးချီချီမှပြည်သူကဘယ်လောက်တောက်ခံနိုင်လဲဆိုတဲ့ခဏလေးလေးတော့ စဉ်းစားမှာလေဒီမြို့တင်းတိုက်ပွဲတွေကတော်တော်လေးကိုအချင်းကြကြတိုက်ရတဲ့အတိုင်းသားဆိုတော့ PDV ဘလော့တိတောက်ခံနိုင်မလဲဆိုတဲ့ကဏ္ဍလေးတွေထည့်စဉ်းစားရတာပါပေါ့နော်ဒီပြောဆိုတော့အဝေးကြီးကြနေတယ်ပေါ့နော်မြို့တင်းတိုက်ပွဲတွေသူတို့လောက်ခဲ့တဲ့ကဏ္ဍလေးကလည်းတော်လိုက်ဘက်ကလည်းအောင်နိုင်မှုတော့နည်းနည်းအလောင်းဝေးကြီးရလို့ကျွန်တော်အနေနဲ့မြင်တာပါလေအနာဒိစကောင်စီအနေနဲ့လက်ရှိဆောင်ရွက်နေတဲ့ရွက်ောက်ပွဲဆိုင်ရာလုပ်ငန်းပိုင်းတွေရဲ့ထုတ်ပြန်ဖို့လိုအပ်နေသေးတဲ့ရွက်ောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေအပြင်လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပြီး စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲရဲ့မဲဆန္ဒနယ်တွေရဲ့စိန်ခေါ်ချက်တွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။အခုအနာသိန်းစစ်ကောင်စီကကျင်းပနေတဲ့ငြိမ်းချမ်းရေးဖိုရမ်ဟာမြန်မာစီးရဲနိုင်ငံရေးအရာထိသိမ်းမှုတွေရှိနေတဲ့သူတွေမပါတဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဖြစ်တာကြောင့်လက်တွေ့မဆန်ပဲစစ်ကောင်စီဘက်ကလုဖို့ရှိနေတဲ့ရွေးကောက်ပွဲကိုအကျိုးပြုမဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုပဲဖြစ်နိုင်မယ်လို့ချင်းမျိုးသားတပ် UNF ပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်။ kiss တော့ဆိုတာကကောင်းစင်ပဲရှိတာပါတကယ်တကယ်တော့ kiss တော့ဆိုရင်ဘသူစီကို kiss တော့တော့လုံးမလဲဒီနေ့ကျွန်တော်တို့စစ်ကောင်စီအာဏာသိမ်းမှုကိုမလိုလားတဲ့ငွေဥတော်ဆောင်ကြီးကခေါင်းဆောင်တွေအဖွဲ့အစည်းတွေ state holder တွေနဲ့ဆွေးနွေးမှုမျိုးဆိုရင်တော့ဒါကလက်တွေ့ကျတယ်လို့မြင်တယ်အခုဟာက kiss တော့ကကောင်းစင်ပဲတက်ပြီးတော့ထဲထဲမှာကဒီထောင်းအခုရခုနေ့လုံးမရောက်ပွေးအောင်မြင်ရတော့ပါတော့သူတို့အတွက်အဲ့ဒီလိုပဲတစ်ဖက်သားလုံနေတဲ့ဟာဖြစ်တယ်လို့ အလာဒင်းစကောင်စီကအဲ့ဒီညဉ့်ညံ့ရေးဖိုရမ်ကိုဂျွန်လ25ရက်နေ့ကနေ28ရက်နေ့အထိ၃ရက်ကြာကျင်းပသွားမှာဖြစ်ပြီးဖိုရမ်ရဲ့နောက်ဆုံးနေ့မှာတော့ပထဝီနိုင်ငံရေးအရာအရေးပါမှုအကြောင်းကိုဆွေးနွေးသွားကြမှာဖြစ်ပါတယ်။အခုစစ်ကောင်စီကကျင်းပနေတဲ့အဲ့ဒီညဉ့်ညံ့ရေးဖိုရမ်ကိုတရုတ်ထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာကတတိပညာရှင် ချို့လဲတက်ရောက်ခဲ့ကြပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။